တော်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့အော်တိုဘာလ23ရက်နေ့အတွက်ပထမဦးစွာတော်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းချူသတင်းကောင်းလေးတွေကိုရုံးဦးစွာပြပြပေးကြပါရစေပြီးတော့ကျွန်တော်ဗီဒီယိုရီယက်ရှင်လုပ်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးသတင်းလေးကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်ဝက်လက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတဲ့ဂျပတ်စစ်တပ်ကိုဂျပတ်တက်ခရမှာစစ်တပ်ကထိခိုက်မှုများပြားတယ်ဒါကျွန်တော်တို့ဒါတော်လာရင်းတပ်ဖွဲ့ဝင်တွေဘက်ကပေါ့နော်ဒါကျွန်တော်တို့ဒါ ပြောပြတယ်ဗောနော်ဒီကောင်တွေဘက်ကထိခိုက်မှုတွေမြန်ပြတဲ့အကြောင်းလည်းကျွန်တော်ပြောပြတယ်အော်တိုဘလာ22မှာတရရနေ့စကိုင်းမြို့နယ်ဝါလက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးလာတဲ့ကြောက်ကုန်းရွာကစစ်သားနဲ့ပြည်သူတွေပူးပေါင်းထားတဲ့စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့ဝင်တွေကဂျာပက်တဲ့ခဲ့ခဲ့တာဖြစ်ပါတယ်ဒီထိတဲ့တိုက်ပွဲတွေမှာအချက်ဘက်စစ်တဲ့စစ်ကြောင်းရှိရာကိုအပကြီးကြောက်ရောက်ပောက်ကွဲခဲ့တဲ့ကြောင့်မလို့စစ်သားတွေထိခိုက်မှုများပြခဲ့တဲ့ကြောင်းလက်ရှိမှာအချက်ဘက်စစ်တဲ့စစ်ကြောင်းကဖွဲ့စည်းပုံပြတ်ပြီးတော့မှဆုတ်ခွာထွက်ပြေးနေပြီးတော့မှနှစ်ဦးကသေဆုံးနိုင်တယ်ခုနှစ်ဦးကတော့အပြင်းထန်ဒဏ်ရာရရှိနိုင်တဲ့အကြောင်းလည်းသိရပါတယ်အဲ့တော့ကျုံးမှာ ဖြုတ်ပါဒီကောင်တွေကိုဘယ်နေရာရောက်ရောက်တွေ့ရတင်ကြိုင်ဒါမဆိုင်အသကုံဖြုတ်ပေးပါလို့ကျွန်တော်ပလာတာရဲ့ဒီနေရာကနေပြီးတော့မှစကိုင်းဝက်လက်အရာတော်မှမဟုတ်ပါဘူးတခြားတော်လိုင်းနေမြေမှာရှိနေတဲ့ညီကိုများကိုလည်းကျွန်တော်ကတောင်းဆိုချင်ပါတယ်အခုကတော့စကိုင်းဝက်လက်အရာတော်မျိုးနဲ့အဆက်ပါဒီကောင်တွေကိုကြုံချလိုက်တာစစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားတယ်နှစ်ကောင်သိမ်နိုင်ပြီးတော့မှခုနှစ်ကောင်ပြင်းထန်တန်ရာရရှိတယ်ဒါဆိုရင်ကျွန်တော်တို့အင်မတန်မှဝမ်းသာပါတယ်ခဗျာနောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့ main online အနေနဲ့ ASEAN ထိပ်သီးအစည်းအဝေးကို တက်ခွင့်ရှိမှာမဟုတ်တဲ့အကြောင်းကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်တယ်ဆိုပြီးတော့မှမလေးရှားဗန်နမာသတင်းဌာနကနေပြီးတော့မှသတင်းဖော်ပြလာပါတယ်။အော်တိုဘလ22မှ6ရက်နေ့ကနေပြီးတော့မှအော်တိုဘလ22မှ8ရက်နေ့ထိမလေးရှားနိုင်ငံကွာလာလံပူမြို့မှာ58ကြိမ်မြောက်အာဆီယံထိပ်သီးစီဝေတက်ရောက်မဲ့ခေါင်းဆောင်ဆင်းမှာမဲအောင်လိုက်ပါဝင်တယ်ဆိုပြီးတော့မှအချမ်းဘတ်ဆက်တဲ့ lobby တွေကဝါဒဖြန့်နေမှုမှာယခုအခါမလေးရှားဝန်ကြီးချုပ်ရဲ့တရားဝင်ထုတ်ဖို့ပြောဆိုမှုကြောင့်ပေါ့နော်အဆုံးသက်သွားပြီဖြစ်ပါတယ်။အဲ့တော့ဟိုအဲ့ lobby တွေလည်းဆောက်ရှောက်ကွဲမဲအောင်လိုက်လည်းဆောက်ရှောက်ကွဲတာပေါ့ ဆိုတော့မလေးရှားဝန်ကြီးချုပ်ရဲ့အဆိုတွေအရမြန်မာစစ်ကောင်းဆောင်မေအောင်လိုင်က အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မှာမဟုတ်ဘူးဆိုပြီးတော့မှအတီးပလက်တာဖြစ်ပေမြန်မာနိုင်ငံကြီးအချက်တဲကိုဖြည့်ရှင်းရင်အာဆီယံနေနဲ့ဘုံသဘောတူညီချက်၅ရပ်ပေါ်တင်တာဆက်လက်ရည်တည်ဆဲဖြစ်တဲ့ဘုံသဘောတူညီချက်၅ချက်ကိုခိုင်မာစွာစုပ်ကင်ထားဆဲဖြစ်တဲ့အကြောင်းကိုတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ပါတယ်မေအောင်လိုင်အတွက်မျက်ရည်နဲ့ဆက်ပါပဲဒါကြောင့်မို့လို့မလေးဝန်ကြီးကမြန်မာပြည်ကိုရောက်တဲ့အချိန်မှာနေချင်းမြန်လာသွားသေးရဲ့လေမင်းအာဆီယံ ဘုံသဘောတူညီချက်၅ချက်ကိုမေမလိုက်နိုင်ဘူးဆိုရင်ဘယ်လဲဒီလိုမျိုးသိရမလားဒီ58ကြိမ်မြောက်အာဆီယံထိပ်သီးဆေးဥပွဲကိုမတက်စီအောင်မလို့ဆိုပြီးများကိုတိုင်ကိုကြတိုက်ရိုက်သွားပြတာလားတော့မသိဘူးပေါ့နော်အဲ့တော့မေအောင်လိုက်နဲ့စက်တက် lobby တွေအတွက်တော့မျက်ရည်နှက်ဆက်ပါပဲခင်ဗျနောက်ထပ်သတင်းလေးကတော့ကစင်ပြည်နယ်ခေါလန်းဖူးမြို့နယ်မှာရှိတဲ့ဒါကျွန်တော်တို့အချက်ပဲစက်တက်လောက်အခံပြီးသူစစ်တက်စခန်းတစ်ခုကို KYA တက်ဖွဲ့ကတက်ခိုက်တိုင်မဲ့လိုက်တဲ့အကြောင်းကို KYA စီရေးသတင်းရင်းမြစ်တွေကသိရပါဗျာအော်တိုဘားလ16ရက်နေ့ခေါလန်းဖူးမြို့နယ် ရှီလမ်ဒန်ဂျီဝါအနေနဲ့အဲ30ကန်းနဲ့တဆွဲထားတဲ့စစ်တပ်လက်အောက်ခံပြည်သူစစ်တပ်စခန်းကို၎င်းဒါကျွန်တော်တို့အော်တိုဘလာ20ရက်နေ့မှာမခေါင်ဒန်းဂျီဝါစူတောင်းကုန်းမှာရှိတဲ့ပြည်သူစစ်တပ်စခန်းကိုပေါ့နော်အဲဒီစခန်းနှစ်ခုကို KIA တပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ဆိုတော့တိုက်ခိုက်သိမ်းပိတ်ခံရပြီးတဲ့နောက်မှာစစ်တပ်ကဒီဂျီဝါတွေအပါဝင်ပေါ့နော်ခေါင်လမ်းမှုမြို့နယ်နဲ့ဆော့လော်မြို့နယ်တွေမှာရှိတဲ့ပြည်သူလူထုကိုပြစ်မှတ်ထားပြီးတော့မှဝိုင်တွဲလေရင်နဲ့တောက်လျှောက်ဘုံကျဲချတိုက်ခိုက်နေတဲ့အကြောင်းလည်းသိရပါတယ်ဒီကောင်တွေလုံနေတာဒါပါပဲဒီကောင်တွေဓာတ်တွေပဲလုံနေတာပါ ဒီကောင်တွေရှုံးပြီဆိုရင်လေရင်နဲ့မြို့တွေကိုဘုံကျဲပြည်သူတွေဂျာနဲ့ကိုဘုံကျဲပြည်သူတွေနေတဲ့နေအိမ်တွေကိုဘုံကျဲဘုံကျဲတာလွယ်ပြီးကျန်တာမလုံးတက်တဲ့အောက်တန်းစားစက်တက်ဖြစ်ပါတယ်လောလောဆယ်မှာတော့ကျွန်တော်ညီကိုရိုတွေကဒီခေါင်းလိုက်မှုမြို့နယ်မှာရှိတဲ့ပြည်သူစစ်ဆက်စခန်းတစ်ခုတော့တင်ပိုင်နိုင်ခဲ့ပြီဒါကိုတော့ကျွန်တော်အနေနဲ့ဝမ်းသာပါတယ်ခင်ဗျာနောက်တဲ့သတင်းလေးကတော့စစ်တပ်အောက်ဆွဲအာစာတပ်ဖွဲ့ဝင်တွေနဲ့အာရခတ်တော်အေအေတို့ရခိုင်မင်္ဂလာနယ်စပ်အတွင်းမှာတိုက်ပွဲဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းမှာအာစာ20ကျော်တိုက်ဆုံပြီးတော့မှ ရှိရောက်ဒိုင်ယာနဲ့အတူဖမ်းမိတယ်။အာရခတ်တော်အေအေရဲဘော်၃ယောက်လည်းဒိုင်ယာရခဲ့တယ်လို့သိရပါတယ်။ဒိုင်ယာပဲရခဲ့တာပါနော်။ဘာမှဖြစ်ပါဘူးနော်။ဆိုတော့ရခိုင်မင်္ဂလာနယ်စပ်မှာအော်တိုဘာလ20ရက်နေ့ညအချိန်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာအာဆာအချမ်းဘတ်တပ်ဖွဲ့ဝင်23ယောက်သေဆုံးပြီးတော့မှရှိရောက်ဒိုင်ယာနဲ့အတူဖမ်းမိတယ်။ဒါကိုလည်းဒါကျွန်တော်တို့အာရခတ်တော်အေအေကလည်း၃ယောက်ဒိုင်ယာရရှိခဲ့တယ်ပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့သိရတယ်။ဆိုတော့ခိုင်လုံတဲ့နယ်စပ်သတင်းရင်းမတူဘူးကနေဆက်မှာအာဆာတွေလာလန်းနေကနေပြီးတော့မှအေအေကအသင်းဆောင်ပြီးတော့မှအပိုင်တိုက်တာအာဆာ23ယောက်သေးတယ်ဆိုတော့ ဒီကျွန်တော်တို့ဒိုင်ယာနဲ့အရှင်ရှေ့အောင်မိတယ်20ရက်နေ့ည17နာရီလောက်ကစဖြစ်တယ်လို့ပြောတယ်ဗောနော်တိုက်ပွဲကတညလုံးဖြစ်ပွားပြီးတော့မှအာရကတက်တော်က၃ရောက်ထိုင်ရာရရှိခဲ့လို့သိရတယ်ဗောနော်ဆိုတော့ဝမ်းသာပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုလိုမျိုးကျွန်တော်တို့ရဲ့နေမြေကိုလာပြီးတော့မှကျူးကျော်တဲ့နော်အောက်တန်းစားဒီခွေးတောင်းသားတွေကိုဒီလိုမျိုးလှုပ်ပေးတာကအင်မတမအကိုကောင်းတဲ့ကိစ္စရဖြစ်ပါတယ်အဲ့တော့ဆက်ပြီးတော့မှအာရကတက်တော်အေးကျုံးပေးပါအောင်ခင်ဗျားတို့မှဟိုပြောမယ်ဆိုဟိုဘက်တစ်ဖက်ဒီဘက်တစ်ဖက်အပြန်အလှန် pressure တွေကြားထဲမှာ လောက်ကင်ဆောင်ရနေရတာခက်ခဲဆိုတာသိပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းပြည်သူတွေကပြည်သူဖြစ်တဲ့တခြားမဟုတ်လို့ရခိုင်ပြည်နယ်ကိုလွတ်မြောက်စေခြင်းနဲ့စိတ်ကိုဒါပဏာဏထားပြီးတော့မှအာရကတတော်အေအေကိုပြပြပေးတာဖြစ်ပါတယ်ကျေးဇူးတဲ့အများကြီးတင်ပါတယ်အဲ့တော့သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးတွေကြည့်အောင်ပါဆိုတော့အာရကတတော်အေအေကကျုံးတာပေါ့ဗျာစစ်သားကိုလည်းကျုံးတာပဲလေကိုယ်နိုင်ငံမှာရှိနေတဲ့ပြည်သူကိုတိုက်ခိုက်နေတဲ့အာဏာရှင်စစ်တပ်ကိုတော့မှဖြုတ်နေတာဗျာဒီအာစာလိုကောင်မျိုးဘာကြောက်စရာလိုလဲအာစာတို့ RS တို့ဘာမှကြောက်စရာမရှိဘူးအဲ့စစ်တပ်ထဲမှာရှိနေတဲ့ကောင်တွေကအစား အေးအေးနဲ့တို့ရင်ဘာဖြစ်နေလဲဆိုတာကိုနားထောင်ကြည့်တဲ့ဟိုစီဒီယန်ဘူကြီးထက်မြတ်တို့ညီကိုညီယောက်ကပြောပြလိုက်မယ်။ရှင်းမှလည်းဒါစီဒီယန်ဝင်တဲ့ဆရာကြီးပေါ့နော်တက်ချက်ကြီးအစ်ဆရာကြီးတကယ်ဟို တိုက်ရိုက်ခိုက်ရင်ကျွမ်းကျင်ပါတယ်ဆိုဆိုတဲ့ဆရာကြီးရတဲ့ဒီရခိုင်အေးအေးမှာသွားပြီးဒါဟိုခြေတန်းစစ်မြေပြင်မှာသွားသွားတဲ့အခါမှာသူကကြုံတွေ့တဲ့ဟာပြန်ပြောပြတာပေါ့ဒါအေးအေးဆိုဆရာကြီးကလောလောကြောက်တာဘာကြောက်လဲဆိုဒီကောင်လေးရတယ်ကြီကုန်ဓာတ်နဲ့တက်ခုတ်တာ ြားလာဒါတကုန်းတယ်ဟုတ်လားဘွားခနဲ့ဘွားခနဲ့ပေါ်လာတော့တယ်ကိုကြီးကဘလို့မဆောင်ချိန်မရဘူးဗောလေသူတို့အေးအေးဆိုတော့နဲ့ဟိုအချိန်နဲ့ဟိုလန့်နေတာမင်းတို့ကျွမ်းကျင်တဲ့နေမည်မဟုတ်ဘူးဗောဟုတ်သူတို့ပြောတဲ့စကားစစ်တပ်ကပြောတဲ့စကားအေးအေးကိုထင်သေးလို့ပြောဟိုကဝင်လာတော့ဘလို့ဝင်လာတော့မာမေးတွေပေါင်းပြီးဝင်ချလာလားဟုတ်တယ်နေမည်ကျွမ်းပါလေဆိုတဲ့သူတွေနဲ့ချိန်ပိတ်ပေါင်းပလိုက်ဟုတ်တယ်အေးအရီမှာအေးအရီဒေသခံတွေကဒီနေမည်အကြောင်းမသိကြအကြောင်းမဖြစ်ဘူးဟုတ်တယ်အဲ့ကြအဲ့ဟာတွေနဲ့မာမေးလှုပ်လိုက်တယ်မင်းတို့ဗာတက်နိုင်သေးလဲ ဒီကောင်လေးအုံနောက်ကအဲ့လိုမျိုးပေးနေတာတော့အောင်ပွဲခံတဲ့ပုံနေတော့မကြည့်ရသေးဘူးနောက်စကန်တက်တိုက်နေပြီအဲတော်လိုင်းတက်ဖွဲ့တွေကလည်းအခုဆိုရင်တိုက်တဲ့အချိန်မှာဒီနေရာတစ်ခုကိုတိုက်တယ်ဆိုရင်အဲ့နေရာကိုစစ်ကူမလာနိုင်အောင်ဖြတ်တောက်တဲ့ပုံစံမျိုးတွေကတော်တော်ကိုစွမ်းစားတဲ့မှာလှုပ်ထားရတွေ့ရမလာနိုင်မှုတစ်ခုခုဆိုရင်ဂျာဖက်တိုက်ခိုက်ရေးဖြစ်နေတာပေါ့လေတဲ့ကဂျာဖက်တိုက်ခိုက်ရေးအုပ်ဆိုတာလကားဖြစ်နေပြီကိုတော်လိုင်းရေးဘော်တွေကပဲဂျာဖက်တိုက်ခိုက်ရေးဟုတ်တယ်ဟုတ်တယ်ပြီးတော့အဲ့လိုဟိုသူတို့အချင်းချင်းရဲ့ဂျားထဲမှာကိုကပဲရေးဘော်ရေးဘက်စိတ်မရှိတော့ဘူးဟုတ် အဲကြောင်းဟိုနေ့ကဒါအဟုတ်တလို့ကဟိုသဝေကကိုဖိုင်းနဲ့ပြောရတဲ့ချိန်ဆိုင်ကြားလိုက်မှာတဲ့နော်သူတို့တိုက်တဲ့နေရာနဲ့စစ်ကူလာမယ့်နေရာကလည်းမီတာ600လောက်ပဲရှိတယ်နီနီလေးမလာဘူးတဲ့တခါတစ်ချက်မပေါဘူးတဲ့အညာဘက်ကအဖွဲ့နဲ့တခါပြောရတဲ့ချိန်မှာလည်းအဲ့လိုပဲဟာတဲ့ကျွန်တော်တို့သွားတိုက်တဲ့ရေစကန်ကပေါ့နော်အဲ့ရေစကန်နဲ့ဘေးပတ်ချံလည်းနှစ်ခုမှာရေစကန်နှစ်ခုရှိတယ်တနတ်တော့မပေါဘူးတဲ့သူတို့ချင်းချင်းပေးရမယ့်စစ်ကူတော်မှာသူတို့မပေးဘူး တို့အချင်းချင်းကြားထဲမှာရဲဘော်ရဲဘဲစိတ်ဆိုတာမရှိတော့ဘူးအဲ့တော့တိုက်စွမ်းရည်တွေကြားလာတယ်စကန်တွေတစ်ခုပြီးတစ်ခုပေးရတယ်အဲ့တော့ဆရာကြီးဒီတော်လိုင်းကြီးတပ်ဖွဲ့တွေဒါဒီနိုင်ငံတကာနိုင်ငံအလုံးအနှံ့မှာရှိရတော်လိုင်းကြီးတပ်ဖွဲ့တွေဒါအခုလိုညင်ညွတ်ညွတ်နဲ့စုပေါင်းပြီးတော့အချိန်ကိုက်ပေါ့နော်အချိန်ကိုက်တိုက်ပွဲတွေဖော်နိုင်တယ်အချိန်ကိုက်ညင်ညွတ်နိုင်တယ်ဟဲ့ဆိုရင်မင်းအောင်လိုင်းဥဆိုင်ဥဆောင်နဲ့ဒါချမ်ပါစစ်တပ်ကဘလို့မှခံနိုင်ကြအကြောင်းကိုရှိဘူးဆရာကြီးမှန်ပါတယ်ဟုတ်ပြီอืมဆိုတော့ကျွန်တော်တို့ကလည်းအဲ့ဒါကိုမျှော်လင့်နေတာပါတကာနိုင်ငံလုံးတိုင်းတာအနေနဲ့ဘယ်တော်များမှထမလဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့မျှော်လင့်နေတာ နိုင်ငံလုံးတိုင်းတာအနေနဲ့မထနိုင်ဘူးဆိုတော့မှတကယ်ကိုစစ်တက်ကြောက်ရတဲ့အားကောင်းတဲ့နေရာတွေကကြီးပဲကျင်းတွေပေါက်ထမယ်ဆိုရင်တော့ဒီကောင်တွေအတွက်ကိုဒီစစ်ခွဲတွေအတွက်ကိုတော့ပြောရမယ်ဆိုရင်အခြေအနေကဆိုးတာထက်ကိုပိုပြီးတော့မှဆိုးမဲ့အခြေအနေမျိုးကြုံတွေ့ရနိုင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘက်မှာကလက်နက်အခက်ခဲတွေကြီးအခက်ခဲတွေဒါလေးတွေရှိနေတယ်ဒါကြောင့်မို့လို့လဲအာကျွန်တော်တော်လိုင်းအတွက်မျက်နှာမူပြီးတော့မှကိုချိုးမဖက်ဘဲနဲ့တော်လိုင်းအတွက်ကိုဥတီပြီးတော့မှတက်ခိုက်နေတဲ့အဖွဲတွေကိုပါဝင်ပြီးတော့မှလူတန်းပေးချပါအောင်လို့တော်လိုင်းပြည်သူများကိုကျွန်တော်ပလတာကြီးကဒီနေရာအနေနဲ့ပြီးတော့မှ နိုးစော်ခြင်းပါတယ်ဆိုတော့တော်လိုင်းအောင်မြင်ဖို့ရန်အတွက်အရေးကြီးတဲ့တော့ချက်တွေရှိပါတယ်ဒီဟာတွေကို CDS ဝန်ရဲ့တာဝန်ခံမြောင်ပကဖပလဖအဖွဲ့ရဲ့တာဝန်ခံပေါ့နော်ကိုຫນွေဦးကပြောပြပါလိမ့်မယ်ဒါလေးကိုကျွန်တော်တို့အားလုံးအထူးထူပဲနားထောင်ကြည့်အောင်ပါ ဟုတ်ကဲ့ပါဆိုတော့တော်လှန်ရေးရဲ့အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုကဒီလက်နက်ခဲယံနဲ့ထောက်ပို့ရေးဖြစ်တယ်လို့ပြောရမှာပေါ့နော်ဆိုတော့ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့အနေနဲ့ဒီကိစ္စကိုဘယ်လိုမျိုးစီမံခန့်ခွဲပြီးတော့ဖြေရှင်းနေတာမျိုးရှိလဲရှင်ပြီးတော့မှဒီတစ်ဆက်ထဲမှာပဲပြည်သူလူထုရဲ့ထောက်ပံ့ကူညီမှုတွေကဒီရှေ့တန်းကရဲဘော်တွေအတွက်ဘလောက်အထိအရေးပါလဲဆိုတဲ့အရာလေးလည်းရှင်းပြပေးစေချင်ပါတယ်ဒီဟာကကြာတော့ကျွန်တော်တို့ဆော့ဆော့ပိုင်းကညီမပြောလိုက်လို့မျိုးပါတကယ်ကိုတော်လှန်ရေးအသက်သွေးကြောတစ်ခုပါပဲနော် ဘာဖြစ်လို့လဲဆိုတော့လက်နက်ကဘယ်လောက်ပဲရှိနေရှိနေသူ့မှာပြစ်ဖို့ကြီးမရှိဘူးဆိုလို့ရှိရင်အဲ့လက်နက်ကဒုတ်ခဲလိမ့်မယ်ဘာမှတော့လို့မရဘူးဒုတ်နဲ့ပြေးရိုက်ဖို့ကြည့်ရတဲ့ဒါအကွာဝေးလို့ဆိုကိုလည်းကတ်လို့ရတဲ့အနေအထားမျိုးမဟုတ်ဘူး။အဲ့တော့ကျတော့နှစ်ဖက်လုံးရဲ့အသက်သွေးကြောပဲဒီစစ်ကောင်စီရဲ့အသက်သွေးကြောကလည်းဒီလက်နက်ခဲရိုင်းရယ်ပြီးလို့ရှင်သူတို့ရဲ့ထောက်ဖို့အားတွေပေါ့နော်။ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာဆိုလို့ရှင်လည်းဘယ်သူမှကိုပိုင်စီးပွားရေးနဲ့တော်လိုင်းရေးလုံနိုင်တာမရှိဘူး။အစာပိုင်းလေးတော့ပဲရင်းနေပြီးတော့ လုံလိုက်နိုင်တာပဲရှိရနောက်ပိုင်းတွေဆက်လုပ်ဖို့အတွက်ဆိုရင်ပြည်သူရဲ့အားတွေလိုလာတယ်ပြည်သူရဲ့ထောက်ပံ့မှုတွေလိုလာတယ်အဲဒါကြောင့်မလို့ပြည်သူရဲ့ထောက်ပံ့မှုတွေမရတော့ဘူးမရှိတော့ဘူးဆိုလို့ရှင်လဲကျွန်တော်တို့လည်းပြုတ်ကြတော့မှာပဲဘာမှရှေ့ဆက်လို့မရဘူးအဲ့တော့ကြတော့ကျွန်တော်တို့အခုလက်ရှိအချိန်ထိရှေ့ဆက်နိုင်နေဆိုတဲ့အခါကပြည်သူတွေကိုယ်တိုင်ကပါနေပြီးတော့ပြည်သူတွေကိုယ်တိုင်ရဲ့ထောက်ပံ့မှုနဲ့ကျွန်တော်တို့ရှေ့ဆက်သွားနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာပြည်သူတွေပေးတဲ့အသက်သွေးကြောင့်လဲကျွန်တော်တို့ကဒီအသက်ဆက်ရှင်ပြီးတော့ဒီတော်လိုင်းကြီးကိုအဆုံးထိသွားနေကြတယ်ကျွန်တော်တို့မှာကဒီစစ်ကောင်စီနဲ့ရှင်လုံးရတဲ့အပိုင်းကြီးအများကြီးရှိတယ် ဘာလဲဆိုလို့ရှိရင်ဒီစစ်ကောင်စီမှာကသူ့ကိုထောက်ပို့ပိုင်းနေဒီငွေကြေးပိုင်းနေကျွန်တော်တို့ဘလို့မှသူ့ကိုဖျက်တော့လို့မရနိုင်ဘာကြောင့်မရနိုင်လို့ဆိုလို့ရှိရင်သူတို့မှာနိုင်ငံခြားယင်းနှုံညှုံနှံမှု export import လုပ်ငန်းတွေကခုချိန်ဒီသူတို့သူတို့ကပဲကင်ပြထားတော့မယ်ပေါ့နော်ဒီနံတဘာဝတွန်းထွက်ပစ္စည်းတင်ရတာတည်းဆိုလို့ရှိရင်လည်းဒါသူတို့ပဲထုတ်ယူသုံးဆွဲပြီးတော့သူတို့လက်ထက်မှာပဲရှိနေသေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဥပိုင်လို့ခေါ်တဲ့စီးပွားရေးယင်းနှုံညှုံနှံမှုဒါတွေကလည်းစစ်တပ်ရဲ့အကျိုးစီးပွားပစ္စည်းတွေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့တယောက်တယောက်ချင်းစီရဲ့ပိုင်ဆိုင်မှုတွေက သားစဉ်မြေးဆက်တောင်စားမကုန်တဲ့အနေအထားမျိုးတွေသူတို့မှလက်ရှိချိန်ထိရှိနေကြသေးတယ်။နောက်တစ်ခုအနေနဲ့ဒီစီးပွားရေးတွေမိခိုပြီးတော့ဒီသားစဉ်မြေးဆက်တသက်စာလုံးမကုန်နိုင်အောင်ချမ်းသာနေကြတဲ့ခရိုနီတွေဆိုတဲ့ဟာလည်းဒါသူတို့ရဲ့စီးပွားရေးတောက်တိုင်တွေလေ။အဲ့ဒါကြောင့်မလို့ဒီစီးပွားရေးတောက်တိုင်တွေကကျတော့ပြူပြတ်မှသူတို့ဖြူဖြတ်နိုင်မှာဆိုလို့ရှင်တော့ဒါဟာတော်တော်နဲ့ပြီးမဲ့ကိစ္စမဟုတ်ဘူး။သူတို့မှကရှိတဲ့ယဉ်ဒီမှုတွေနဲ့ လေရင်တွေလည်းဝင်နိုင်တယ်အခုနောက်ပိုင်း drone တွေနဲ့တို့ကိုတိုက်ခိုက်တယ်ဆိုတော့ကြာတို့က drone တွေကိုယ့်ထက်အဆင့်မြင့်တဲ့ drone တွေပြန်ဝင်ပြီးတော့အများကြီးပဲအသုံးချနိုင်တယ်ပေါ့နော်ဒါအဲ့လိုမျိုးဆိုတော့ကြာတို့နဲ့ဟိုမဟာမိတ်ဆက်ဆံရေးနိုင်ငံတွေကလည်းရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလမ်းကြောင်းပိုင်းတွေကတို့ကိုသွားပြီးတော့ပြက်အောင်ဆိုပြီးတော့ကျွန်တော်တို့ကအများကြီးမလုပ်နိုင်ဘူး ကိုယ့်ဘက်ကပဲမပြောင်းထိမ့်သိမ့်ပြီးတော့သူတို့စီရင်တဲ့အနိုင်ယူဖို့ပဲအရေးကြီးတဲ့အချက်တခုလို့ပဲဒါကတော့ဟိုကျွန်တော်ကတော့ပြောချင်တာပေါ့ဗျာဟုတ်ကဲ့ဆိုတော့ကျွန်တော်တို့ကစီးပွားရေးကသူတို့ကိုမရှင်နိုင်တာတော့ကျိန်းနေပါဘယ်အဲ့တော့ကျွန်တော်တို့ကစီးပွားရေးကမရှင်နိုင်ဘူးဆိုရင်တန်တမာရေးရနဲ့စစ်ရေးရနိုင်အောင် စ조사ပြီးတော့မှတိုက်ဖို့လိုတယ်တန်တမာရေးရမှာလည်းနိုင်အောင်လုပ်ဖို့လိုသလိုစည်ရေးစရာမှာလည်းနိုင်အောင်တိုက်ဖို့လိုတယ်ဘာလို့ဆိုတော့ခမရစဉ်းစားကြည့်ခရိုနီလိုကောင်မိုးတော်လေရင်ဝယ်နိုင်တယ်ဆိုရင်စစ်တပ်နဲ့ပေါင်းတဲ့ခရိုနီလိုကောင်မိုးတော်လေရင်ဝယ်နိုင်တဲ့အခြေအနေရှိတယ်ဆိုရင်စစ်တပ်ကကောင်တွေဘယ်လောက်ထိချမ်းသာမလဲဆိုတာစဉ်းစားကြည့်ပါအဲကြောင့်မို့လို့သူတို့ရဲ့ဝင်ငွေလမ်းကြောင်းဆိုင်ရာကိုတော့ကျွန်တော်တို့စီးပွားရေးလမ်းလမ်းကြောင်းဆိုင်ရာမှာကိုကျွန်တော်ရှင်းလို့မရဘူးဒါကြောင့်မို့လို့ကျွန်တော်တို့ကစည်ရေးတက်ခတ်ရေးနဲ့တန်တမာရေးရကိုကဦးစားပေးပြီးတော့မှလုပ်ရင်းနဲ့မှ တော်လိုင်းရင်အောင်မြင်အောင်ကြိုးစားလို့ရပါတယ်ဆိုတော့ဥစားမျိုးကိုကျွန်တော်အနေနဲ့သိစေချင်တဲ့ကြောင့်မလို့ဒီ video file ကို reaction လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့အဲ့ဒီစစ်တပ်ရဲ့စီးပွားရေးတွေတဲကာမှာမှကြားဖြန့်ဆိုတာရှိပါတယ်အဲ့တော့စစ်တပ်တောက်တိုင်းစစ်တပ်အောက်ဆွဲ DGB ရဲ့နော်ပြောမယ်ဆိုရင်ဒါစစ်ဦးစီးစစ်ဦးစီးပေါ့နော်ဒါစစ်ရေးစစ်ရာပေါ့ဗျာဒါပေမဲ့အရာရှိချုပ်လို့တော့ခေါ်တာပဲသူကိုယ်သူကျွန်တော်တို့တော့စောက်ပေါ်လို့မြင်တာပေါ့စောဆန်းအောင်အဲ့ကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုဖာကြမလဲကြီးကြီး ဟိုကြားဖြန့်ဆိုတဲ့ဟိုတင်းကတော့ကျွန်တော်တို့ကအသေးစိတ်မပြောနိုင်ပြောမသိဘူးကြားဖြန့်ဆိုတာအေးဟိုနားလဲရတဲ့ online နော်ဈေးရောက်ဈေးဝယ်တယ်နော်နောက်ပြီးတော့ online ဟိုလိမ်စားတယ်ဗောလေအေးတခါတလေကျွန်တော်တို့သမီးစားသွားကြည့်တာသူတို့လိမ်တာလဲကျွန်တော်မသိဘူးသူတို့ဘာလိမ်လဲသူတို့ computer ဆင်းမှာထိုင်ပြီးတော့ဘာလိမ်မှလဲကျွန်တော်လည်းကြည့်မတတ်ဘူးလေအဓိကပြောမယ်ဆိုရင်ကျွန်တော်လည်းညံ့တော့ဗျာညံ့ကြီးတော့ဟိုကပါရက်ကျွန်တော်တို့လက်လီစုထားတယ်ကျွန်တော်တိုင်းသားလူမျိုးတွေ เนาะปัญญาเยနှိတ်ကြနေတာကိုဟိုမြင့်မှမလုပ်ပေးဘူးဟိုကျမ်းမာရေးမဖူလုံတာမဟုတ်လားအဲသူတို့ဟိုဖူတော်မလုပ်ပေးဘူးဗျာဥမာပညာရေးအသည့်တွေကျမ်းမာရေးအသည့်တရားတွေဟိုမြင့်မှလုပ်ပေးမယ်ဆိုလို့ဒီဒေါသကျွန်တော်လုပ်ပေးရမ်းမလဲเนาะဒီကနေ့ကျွန်တော်တို့ဟိုဟိုလက်လျူစုလာတဲ့အတွက်ကြောင့်ကျွန်တော်ပညာရေးဟိုနှိတ်ကြတဲ့ပုံမူတည်ပြီးတော့ဒီဥစ္စာဒါသိုးတန်းနဲ့လုပ်ပါဒါရာဇူးမှုဟိုဆဲရတော့ဆိုတာဒါကျွန်တော်တို့ကဟိုတကယ်တမ်းဟိုနားမလဲလို့ဟိုလုံးမိတာလေအခုနားလဲပြီလေသိပြီလေ အဲ့ဒါဆရာတို့ပြန်ခေါ်လို့ရတယ်နော်ဆရာတို့လက်တစ်ခါတလေဟိုတင်းသမားမျိုးဟိုတယောက်ခေါ်ချင်းတယ်ဒီနှစ်ယောက်ခေါ်ချင်းတယ်အဲ့အဲ့ဒါတွေလည်းရှိတယ်အခေါ်ချင်းတယ်ဆိုရင်ခေါ်နော်ဆရာတို့တယောက်ခေါ်သွားဆိုရင်လည်းတို့ထမင်းညမင်းနဲ့တပူနှစ်ပူသက်သာဒီလူတွေကနှစ်ပူမစားအောင်ကြောက်ချင်းတယ်အဲအနည်းဆုံးနှစ်ယောက်ဆိုနှစ်ပူသက်သာမယ်နော်ဒီဒီချိန်မှာဆရာတို့လည်းဟိုမတည့်သူ့မိဘဆွေမျိုးအတိုင်းဝိုင်းနေနော်တို့ကြောင်းနေပြီဆိုရင်ဆရာတို့နဲ့ဆက်ဆံမှုရှိလို့မဟုတ်လားအခုညတောင်းရင်လည်းခေါ်ချင်းလည်းခေါ်ဗျာနော် อืม so တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာကရင်ပြည်နယ်မှာရှိနေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာစစ်ခေါင်းဆောင်တွေထဲမှာဖာကြဆုံးခေါင်းဆောင်အဲ့ဒီကောင်ပဲအဲ့ဒီကောင်အဲ့ဒီကောင်ရွှေကောက်ပွဲရတော့ကျွန်တော်တို့ကလက်မခံပါဘူးဘာဖြစ်ပါတယ်ညာဖြစ်ပါတယ်ပြောပြီးတော့မှအဲမင်းအောင်လိုင်းခေါ်တဲ့ဟို forum ကိုတက်တာလဲဒီကောင်ပဲအခုလဲကြားမဲ့ကိစ္စကိုသူတို့မသိပါဘူးတဲ့မင်းမင်းတို့တိုင်းရင်းသားတွေအတွက်မင်းကရင်လူမျိုးအတွက်မင်းဘာတွေတောင်းဆိုခဲ့ဘူးလဲမင်းစစ်ခေါင်းဆောင်တယောက်ဖြစ်နေပြီးတော့မှဆက်လက်ဆက်လက်နက်ကင်တယောက်ဖြစ်နေပြီးတော့မှမင်းဘာတွေတောင်းဆိုခဲ့ဘူးလဲဟမ်ငါတို့ကချပြတော့မှ နိုင်ငံတကာကနေချပြတော့မှမင်းတို့ကတိပြီဆိုတော့မင်းဒီလောက်စောက်တက်ရွယ်အထိကိုမင်းဘာမှစဉ်းစားညာမရှိဘူးလားဟင်မင်းတို့ကလေးလာမှုကမရှိဘူးလားဒီလိုမျိုးပဲမင်းတို့ပတ်စံပေးထားရင်ပြီးတော့မင်းတို့စောက်ဆိုင်ရရင်ပြီးတော့မင်းတို့လုံနေတဲ့ကောင်တွေပဲမဟုတ်လားမင်းတို့ BGF ကကောင်တွေချစ်သူတို့မဟုတ်ဘူးလားမင်းတို့ကအခုမှတိပြီဆိုတော့တော်စမ်းမှာစမ်းအောင်ရမင်းစောက်ကြောင်းကိုမတိတဲ့လူတွေပဲသွားပြောတိတဲ့ငါတို့အတွက်ကတော့မင်းကလည်းရည်ကျင်တာပေါ့နော် DKPAD ပြောရမယ်ဆိုရင်အဲ့ဒီကြားဖြတ်နေပတ်သက်ပြီးတော့မှလည်း BGF ဘေးရင်အဲ့ဒုတိယဥစ္စာအဲ့ DKB ပဲဒီကောင်တွေဒါတွေပဲကာစီနိုယုံမြောင်းဝတွေမှာခမအုပ်အုပ်ကိုညံနေတာပဲဒီကောင်တွေပဲအဲ့ဒီဟာရင်းနဲ့ချမ်းသာနေတာဒီကောင်တွေမှာချမ်းသာတယ်ဒါပဲရှိတယ်ကျန်တဲ့ဥစ္စာတွေဘာမှမရှိဘူးเนาะဒါလေးကိုသိစေချင်တာအောက်တန်းသားသူပီပီတို့ဒုက္ခပေးတော့မှပေးပြီးတော့အဲ့ကြားဖြန်းနဲ့ဘလောက်တော်မှလူတွေဒုက္ခရောက်ပါလဲမသိလားလူဘလောက်တည်ရဲ့လဲမသိလားအဲ့မင်းတို့တွေအားပေးအမြောက်လုပ်ခဲ့လို့မင်းတို့မင်းအောင်လိုက်နေတူတူပဲเนาะမင်းတို့ကောင်းနေတယ်ခွေးတောင်သားတွေအဲ့တော့အဲ့လိုမျိုးတွေပေါ့ဒီလိုအခြေအနေတွေရှိတယ်ဆိုတော့ နောက်ထပ်အခြေအနေတစ်ခုကပါလဲဆိုတော့လက်ရှိအလုံးနဲ့သိကြမှာပါဘာတွေဖြစ်ပျက်ခဲ့လဲဟလားဒီကျောတခိုးလိုင်းသားမှာတခိုးကိစ္စတွေနောက်ပြီးွားရင်အမျိုးစုံကျိုးခုံပေါ်ပြလူတက်မှုတွေဘာတက်မှုတွေလက်ရှိမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့မှဖုံဖုံနော်ဒေကူဖုံဖုံကပြည်သူတွေအသိတရားအမြင်တရားရလာအောင်ဒီလိုမျိုးမိန့်တော်ပူလာပါတယ်ဒါလေးကိုကျွန်တော်နားထောင်ကြည့်ပါလက်ရှိမြန်မာနိုင်ငံရဲ့အရေးခင်းတဲ့ဆက်ဆိုင်ပါတယ်ဟောလိုက်တော့လွယ်ဘာမှမပြောချင်လက်ရှိတခိုးကိစ္စပြောမယ်ပောက်ပင်ဘာကြောင့်ကိုင်းရလဲ ပြိုင်းနာလို့ခိုင်းရတယ်။ပြိုင်းပြိုင်းပါလို့နာကျွဲလူလို့နာကျွဲကျွဲပါလို့လူဖြုတ်ကြိုက်လို့လူဖြုတ်ဖြုတ်ပါလို့ကြိုက်မိုးရွာလို့ကြိုက်မိုးမိုးပါလို့ရွာဖားအောင်လို့ရွာဖားဖားပါလို့ဩမွေကြိုက်လို့ဩမွေမွေပါလို့ကြိုက်ငါဝင်းပူဇာမနေတာလို့ကြိုက်အာနာရှင်စနစ်ရဲ့အောက်မှာအကုန်ငတ်ပြတ်နေပြီစင်ပြေတာဆိုလို့အာနာရှင်အတိုင်းဝိုင်းခရိုနီအတိုင်းဝိုင်းနော်စင်တင်တေဂိတကလတ်တီမှာအာနာရှင်ကိုဖော်လံပါလုံးနေတဲ့ တရုတ်ဆောင်တွေဆယ်လီဘရီတီတွေလောက်အဆင်ပြေတာတန်တဲ့ဟာတွေကခိုးခြင်းလို့ခိုးနေတာမဟုတ်စားစရာမရှိလို့ခိုးနေတာအကြောင်းတရားကိုမြင်ကြမြင်အောင်ကြည့်ကြအကုန်စောက်ပြောနေဘုန်းကြီးကပါလျာငပိချက်ဖြစ်မှာဆိုလို့မပြောတာမြန်မာပြည်မှာဖြစ်တဲ့ပြစ်စင်တိုင်းခုတ်ရတခြားထိရတခြားယူပဲအဓိကအာနာရှင်စနစ်ဆိုးကြောင့်အကုန်ငက်ပြတ်နေပြီအကုန်ခိုးမှာပဲအဲ့ဒါကိုမြင်အောင်ကြည့်အကြောင်းတရားအာနာရှင်ပြုတ်ကြမှဒီဒုက္ခတွေကငြိမ်းပါဆိုတာကြောက်ကြည့်ပါလေอืม ဆိုတော့ဟိုဘယ်လိုပြောမလဲကျွန်တော်တို့အနေနဲ့ကတော့ပြောချင်တာအဲ့ဒီတခိုးကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ပြောရမယ်ဆိုရင်နှစ်ဦးနှစ်ဖက်လုံးမှာအပြည့်ရှိတယ်ဆိုတော့ခိုးတဲ့ဥစ္စာမှာလဲခိုးတဲ့အမှုဖြစ်တယ်လို့ဒီခိုးတဲ့လူပေါ်မှာတို့ရက်ဆက်ကြမ်းတုပ်ဆိုတာကင်တွယ်တဲ့ဒီဆိုင်ပိုင်ရှင်ကလည်းထိုက်တန်တဲ့အပြစ်တစ်ခုကိုပေးရမယ်နှစ်ခုလုံးပေါ့ဗျာခင်ဗျားတို့ဒါပေမဲ့ဟိုပြောပြောပြရမယ်ဆိုရင်ဟိုတယောက်ကိုဖမ်းပြီးတယောက်ကိုမဖမ်းဘူးဆိုရင်လည်းအဲ့ဒါကြီးကတရားဥပဒေမဟုတ်ဘူးဗျာအဲ့ဒါလေးကိုလည်းကျွန်တော်ကသိစေချင်တာအဲ့တော့ဒီလိုကိစ္စတွေဘာကြောင့်ဖြစ်လဲခင်ဗျားတို့လက်ရှိအုပ်ချုပ်နေတဲ့ နော်မေးမကောင်းလို့ဖြစ်တဲ့ကိစ္စဒါကိုမြင်အောင်ကြည့်တတ်ဖို့လိုတယ်ခင်ဗျားတို့တွေဒီဟိုပြောမယ်ဆိုရင်ရိုက်ခံရတဲ့ကျိုးတို့ပြီးတော့မှရိုက်ခံရတဲ့နင်းခံရတဲ့ဟလာအာရှင်နေပူနဲ့လောင်းမယ်ဆိုတဲ့ကောင်တွေကပါသေးတယ်ဆိုတော့ဒီလိုခလေးအတွက်ခင်ဗျားတို့တရားမျှတမှုရအောင်ခင်ဗျားတို့ဒီလောက်တော့ကျိုးစွာပန်းစားလုပ်ပေးနေရဆိုရင်အညာဘက်တွေနယ်ဘက်တွေတိုင်းသားပြည်နယ်တွေမှာလေရင်နဲ့စာတင်ကြောင်းတွေကိုဘုံကျဲခံလိုက်ရလို့အသက်ပေးလိုက်ရတဲ့ခြေပြက်လက်ပြက်ဖြစ်ခဲ့ရတဲ့ခလေးတွေအတွက်တရားမျှတမှုဆိုတာကရော ခမရတို့မရှာပေးကြဘူးလားအဲ့ဒါမျိုးကြတော့ခမရတို့စောက်လုံးတွေကဘာဖြစ်နေကြရလဲကန်းနေကြရလားဟင်ဒါလေးကိုပဲကျွန်တော်ကမေးခွန်းထုတ်ချင်တာဆိုတော့ဒီလိုကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မှလက်ရှိနိုင်ငံမှာဖြစ်နေတဲ့အရေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့မှအဓိကဖြစ်တဲ့ပြဿနာတွေအဲ့ဒီခွေးတောင်စားအာနာယူမရောက်နိုင်ကြောင်းဖြစ်တယ်ဆိုတော့သိစေချင်တာအဲ့ဒီကောင်မရှိတော့ဘူးအဲ့ဒီစစ်တပ်ကြီးမရှိတော့ဘူးဆိုရင်ကျင်းတွေပေါ့ဒီလိုကိစ္စတွေဟာရောကြလာမယ်တဖြည်းဖြည်းနဲ့ပပျောက်သွားမယ်ဒါကိုသိစေချင်တာโอเคနော်ဆိုတော့နောက်တဲ့ video file လေးတစ်ခုကတော့ဟိုဒီကျွန်တော်တို့ဟို ြူတွေငတ်နေပြီပေါ့ဗျာအဲ့ဒါမှပြူစောလေးတွေငတ်နေပြီကကကြီးအဆင့်တွေကအစရိတ်ခါတွေခိုးရောင်းလို့ပြူတွေငတ်နေတဲ့အကြောင်းကိုပေါက်ကတော့ကဒီလိုလေးဖောက်တယ်ချလာပါတယ်နားထောင်ကြည့်အောင်ဦးစင်းတို့ပေါက်မြို့မှာဆိုလို့ကပ္ပဒါ၂၄မှာဘုံမှုတယောက်ဆိုဦးစင်းအော်အော်စောင့်ပြန်ဘာကြောင့်မင်းတို့မကျင်းနဲ့ပေါက်ကတော့ဒီတိုင်လိုက်ကွာလူရိတ်ခါတွေရောက်စားတယ်အာဟုတော်ရွာလာတဲ့စီလေးတွေကိုဖမ်းတယ်အာဖမ်းပြီးမှပေါက်ပြရလုံးတယ်အကုန်လုံးတည်ရတာလဲတစ်မျိုးလုံးတည်တစ်မျိုးလုံးတည်တယ်ဒါကုန်းတို့ ဒီချိုကုန်းတို့ဝင်အဲပင်အောင်တို့ဒီတို့ကွင်းတို့ဒီနပြပတ်တဆရာတဲ့ရာကြီးပင်တို့ဘိုးဘက်ဆိုချွေးပုံနာတို့ရှိမယ်။နော်အခုဆိုတရော်ခိုင်းတို့ဇီးပြားတို့တော်တော်များများဗျာအကုန်လုံးဟောလာ။ဒီတရော်ခိုင်းတို့ဆိုဆိုစီမပါများပါနဲ့မြစ်ကိုဒီတိုင်းစားကိုမြင်ရဒီကိုရင်တို့ပါမယ်။မြောက်ဦးတို့ဘာတို့ပြုတ်ပြီးမှဒါစားရတဲ့အနေထားပါဘာစီမဘာစားမှမပါဘူး။နော်။ရှင်းရှင်းပဲဗျာလိုင်းမောမတင်စေချင်ဘူးလားလိုင်းမောမပြောစေချင်ဘူးလား။ အဲ့တော့ကကကြီးကအစင်လောက်ရှိတယ်ရိတ်ခါပေါ်ပန်ဖို့နိုင်တဲ့တခါတယောက်လောက်ဝဲဟိုပိတ်ထားလိုက်လူစင်းတောင်းဆိုမြောင်းပောက်ကိုအဓိကတော့အဖြစ်ကတော့အောက်ကလူတွေကအထက်ကိုတင်မပြတာပဲနော်တချို့ဆိုရင် ပောက်ကိုတချို့ဥစင်းတို့ပေါက်မြို့မှာဆိုလို့ငါပါတာ20လီမှာဘုံမှုတယောက်ဆိုဥစင်းအော်အော်စောင့်ပြန်ဘာကြောင့်မင်းတို့မကျင်းနဲ့ပောက်ကိုတော့ဒီတိုင်လိုက်ကွာလူရိတ်ခါတွေရောက်စားတယ်အာဟုတော့ရွာလာတဲ့စီလေးတွေကိုဖမ်းတယ်အာဖမ်းပြီးမှပောက်ပြရလုံးတယ်အကုန်လုံးတည်ကြတာလဲတကယ်လုံးတည်တကယ်လုံးတည်တယ်မင်းတို့အဲ့ဒါတွေပောက်ကိုတော့ပြောလိုက်ပါလား ောက်ကိုတော့ပြောလိုက်သူပြောင်းရမလဲပြောင်းရင်သူဝင်သွားမလဲသူကဒီမှမမနေချင်တာဟုတ်ဒါမှမဟုတ်အဲ့တော့သူအကြောင်းသူအောကိုမော်ရဲပြောကိုမပြောရဲမကောင်းတာကြီးတိတိကြီးနဲ့ကိုမပြောရဲတာအဲမပြောရဲသူကြောက်တာမကြောက်ပါဘူးဥစ္စာမကြောက်ဒါပဲနဲ့နေလဲစားနေနေဟုတ်လားဒါမျိုးပေါင်းမျိုးမှာဆိုရင်ရိတ်ခါတွေအများကြီးရှိတယ်။ငောင်များစွာရှိတယ်။တချို့ရောင်းစားတဲ့လူတော်တဲ့င်းတွေကိုသူတို့ကြားတဲ့င်းတွေကြားနေရတာဟုတ်လား။ဟုတ်လဲဟုတ်ပါတယ်ဗျာနော်။ဟုတ်လဲဟုတ်ပါတယ် အဲ့လိုပါဦးဇင်းတို့ကဘာပြောပြောပါဦးဇင်းတို့ဒီလိုတွေပြောနေတယ်ဟိုလုပ်တယ်ဆိုအန်လေးနှစ်ဖက်အန်လေးရှိရတယ်ဒီတယ်အန်လေးရှိရတယ်ဒီတယ်အန်လေးကိုကြောက်ပြီးမှထောင်ကြမှာကြီးကိုကြောက်ပြီးမှမပြောပဲနေလို့ရှိရင်ပေါ့ဖို့တော့ဆိုရလဲဖြစ်မလာတယ်လို့ပေါ့ဖို့တော့ဒီကိုလဲဘယ်ဘီဒုစစ်ကမှမေတ္တာရခံပြီးတောင်းဆိုနေမှာမဟုတ်ပါဘူးကဲနော်อืมဆိုတော့မကောင်းတာမကောင်းမှန်းသိရတယ်မပြောဘူးဆိုတော့အမေမနေတာဗောပေါ့ဖို့တော့အဲ့ဒါလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေပဲနော်ဒါလေးကိုလဲသိစေချင်တာ ခင်ဗျားတို့လည်းပြောမနေတဲ့ပြူတွေတောင်ငတ်နေတာဗျာဒါကိုသိစေချင်တာเนาะဆိုတော့အားလုံးပဲခြေသမားကြီးတမားတယ်နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Plata Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာကြီးကိုကြီးချမ်းသာခြင်းနဲ့လုံးဝပြေဝနိုင်ကြပါစေဗျာ